စကိုင်းငလျင်ကြီးတို့ပြန်ပေးဆက်ရမယ်စစ်ကောင်စီစကိုင်းငလျင်ကြီးကြောင့်အဖိုးတန်လူသက်ပေါင်းများစွာတည်ဆုံခဲ့ရတာကိုတွေးမိလိုက်တိုင်းကျွန်တော်ရဲ့စိတ်ထဲမှာပြင်းထန်တဲ့ခံစားချက်နှစ်ခု ဖြစ်ပေါ်လာပါတယ်အဲ့ဒါကတော့ဝမ်းနဲ့ကြေကွဲမှုနဲ့ဒေါသတို့ပါ ဆောင်းပါရှင်ဒီပါငလျင်ကြီးမတိုင်ခင်ကတည်းကအာနာလူစေယုတ်စုဘေးကြောင့် ပပေါင်းစုံကြက်တီးနေတဲ့ပြည်သူတွေဟာငလျင်ကြီးမှာပြည်သူထောင်ပေါင်းများစွာတည်ဆုံခဲ့ရသလိုရုပ်ဝတ္ထုဆုံးရှုံးပျက်စီးမှုကလည်းကြီးမားလွန်းတဲ့အတွက်ဝမ်းနည်းကြီးကွဲရပါတယ်။တချိန်တည်းမှာအရင်အစိုးရတွေအထူးသဖြင့်ရွေးကောက်ခံအယတအစိုးရပညာရှင်တွေကမင်းငလျင်ကြိုတင်ကာကွယ်ရေးအတွက်လုပ်ခဲ့တာတွေအားလုံးကိုမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ရုပ်စုကဖျက်ဆီးပစ်တာကြောင့် ဘုဒ္ဓံလူသက်တွေအများကြီးဆုံရှုံခဲ့ရတာကြောင့်အာနာသိန်းစစ်ကောင်စီပေါ်အမျက်ဒေါသလည်းဖြစ်ပါတယ်။တရောက်တွေမှာပြိမိနေတဲ့ပြည်သူတွေကို အချိန်မီကယ်ထုတ်ဖို့စစ်ကောင်စီကစိတ်မဝင်စားပဲဘုံကျဲဖို့နဲ့ငလျင်ဘေးကို နိုင်ငံရေးအမျက်ထုတ်ဖို့အတွက်ပဲအလင်းမြန်အားထုတ်ခဲ့တာပါ။ဒါကြောင့်မသေးသင့်ပဲပြည်သူတွေအများကြီးထက်မှန်သေးဆုံးရတာကဘလို့မှ ခွင့်လွတ်ပေးလို့မရတဲ့ ရာဇဝိမှုကြီးပါဒါဟာ2008နာဂဲမုံတိုင်းကြီးဝင်ရောက်ပြီးဆရာနာရှင်ဗိုလ်ချုပ်မှုကြီးတန်းရွှေကနိုင်ငံတကာအကူအညီတွေကို ချက်ချင်းဝင်ရောက်ခွင့်မပေးလို့မုံတိုင်းတင်ပြည်သူတွေရေးဖို့အကူအညီအချိန်မီမရဘဲတည်လာနေတောင်းဆက်စင်စင်ပါတိုက်ရောက်မှာရပောင်းများစွာပိတ်မိနေရင်ကယ်ပေးဖို့တစားစားအော်ဟစ်အကူအညီတောင်းနေရင် အချိန်မီမကယ်နိုင်လို့ဒီဆုံးရသူတွေအဖြစ်က ကျွန်တော်တို့အားလုံးရှင်မူရင်ခွဲပလက်ဖြစ်အောင်နှာကျင်စေပါတယ်စစ်တပ်သားအာဏာမသိမ်းခဲ့ရင်ပြည်သူကိုတံပိုးထားတဲ့အယတဆိုးရတွေလက်ထက်မှာဆိုရင်ဒီငလျင်ကြီးလွတ်ခဲ့ရင်လေပြည်သူတွေအခုလောက်ဒေကြီးပျက်စီးခဲ့မှာမဟုတ်ပါဘူးဘုဒ္ဓံလူသက်တွေကိုအများကြီးကယ်တင်နိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့ဒီအတွက်လေခိုင်မာတဲ့အချက်လက်တွေရှိပါတယ် စကိုင်းငလင်ကျောပေါ်မှာဖင်ခုထိုင်ထားတဲ့မြန်မာနိုင်ငံမှာအခုလိုငလင်ကြီးတွေလှုပ်မယ်ဆိုတာ မြေငလင်ပညာရှင်တွေဘူမိပညာရှင်တွေအင်ဂျင်နီယာတွေကကြိုတင်သက်ဆထားခဲ့ကြပါတယ်။ဒါကြောင့်လည်းပဲဆယ်စုနှစ်နှစ်ပေါင်းများစွာကလေးကအကြိမ်ကြိမ်သတိပေးခဲ့ပါတယ်။စကိုင်းပြည့်ရည်ကြီးကိုစတင်တွေ့ရှိခဲ့တဲ့ဒေါက်တာဝင်းဆွေလည်းသတိပေးခဲ့ပါတယ်။ ်ငလင်ကွန်ပဏီကိုစတင်တည်ထောင်ခဲ့သူတွေတဲကတဦးဖြစ်တဲ့ဦးတန်းမြင့်လည်းဒီပေးခဲ့ပါတယ်။သင်ရှားလာတဲ့မူလဝတ္ထပညာရှင်ဒေါက်တာထွန်းလွင်လည်းဒီပေးခဲ့ပါတယ်။အခုနောက်ဆုံး2025မတ်လဇန်မှာပဲငလင်ပညာရှင်ဘူးဆိုသူရာထွန်းကလည်းစကိုင်းပြည့်ရတချောက်အနာဂတ်မှာကြုံလာမယ့်မင်းကလေးကြီးတွေအတွက်တတိပေးခဲ့ကြပြောခဲ့ကြပါတယ် ပညာရှင်တွေရဲ့အကြံပြုချက်တွေကိုစစ်အာဏာရှင်တွေကတော့အလေးမထားပါဘူး။ဒါကို2008ခုနှစ်မှာကြုံခဲ့တဲ့နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနဲ့အခုစကိုင်းငလျင်ကြီးတို့ကပို့ပြီးတော့ထင်ရှားစေခဲ့ပါတယ်။2005ရွေးကောက်ပွဲနိုင်ရွေးကောက်ကအစိုးရလက်ထက်မှာတော့ပညာရှင်တွေရဲ့အကြံပြုချက်တွေကိုပြန်ပိုးထားခဲ့ပါတယ်။ဒါကြောင့်ရတအစိုးရလက်ထက်မှာအမျိုးသားစစ်ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနဲ့ တုံ့ပြန်ရေးစီမံချက်ကို2019ခုနှစ်ကလေးကစတင်ရေးဆွဲ ပြုစုပြီး2019မှာမူဝါဒထုတ်ပြန်ခဲ့ပါတယ်။အလင်းဒေကြီးကြုံလာရင်အဖို့တန်လူသက်တွေပျက်စီးဆုံးရှုံးမှုနေပါအောင်ဘလို့တုံ့ပြန်မလဲဘလို့ပညာပေးမလဲဘလို့ကြိုတင်လေ့ကျင့်မလဲစတာတွေအသေးစိတ်ပါဝင်ပါတယ်။ငလျင်ကြီးလှုပ်ပြီးရင်ပထမဆုံး24နာရီဘလို့အသက်တွေခင်မလဲ ထမားဆုံး82နှစ်ဘလို့လုံမလဲထမားဆုံး9ရက်ကိုဘလို့တုံ့ပြန်ပြီးပြည်သူအတက်တွေကြည်တင်မလဲဆိုတာအထိအသေးစိတ်ပါဝင်ပါတယ်ပြီးတော့ဒါတွေဟာစာရွက်ပေါ်ကစီမံချက်တွေမဟုတ်ပဲအတွေ့စတိုက်လေ့ကျင့်တာပြည်သူတွေကိုပညာပေးတဲ့အဆင့်ထိရောက်ခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့စစ်ကောင်းဆောင်တွေအာဏာသိမ်းပြီးနောက်မှာတော့နိုင်ငံရဲ့ပြည်သူကိုကာကွယ်မဲ့အစီအမံတွေအရင်းမြစ်တွေမှာ အမိုက်ပုံးနဲ့ရောက်ကုန်ပါတော့တယ်။ဒါပြီးရေကောက်ခံရတဆူရကဘာဝဘေးရန်ရဲ့ကာကွယ်ရေးအတွက်အမိုက်တစ်လျှောက်ပထမဦးဆုံးကျေခီမီကယ်ဆယ်ရေးရဟတ်ရင်တစည်းဝယ်ပေးခဲ့ပါတယ်။ဘာဝဘေးရေးပေါ်ကယ်ဆယ်ရေးရဟတ်ရင်ကိုစေယုစုကနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစွတ်ကြည်နဲ့နိုင်ငံတော်တမတဦးဝင်းမြင့်တို့ကိုအာဂရိလိုက်စားမှုပုံမှတ်တက်ပြီးတရားစွဲဖို့အသုံးပြုခဲ့ပါတယ်။ ပြည်သူ့အတွက်ဝယ်ထားတဲ့ရရရင်ကိုစေုပ်စုကဒိန်းယူသွားပါတယ်။2024စတင်ဘာလမှာရေကြီးတုံးကရောအခုသခိုင်းငလျင်ဘေးမှာရောအဲ့ဒီရရရင်ဟာပေါ်မလာပဲပျောက်သွားပါတယ်။ဒါတူရတဆိုးရဘဝဘေးအနေရဲ့ကျိုးတင်ကာကွယ်ရေးတွေအရေးပေါ်ရန်ပုံငွေချက်ပီလီယံ400ကျော်ရထားခဲ့ပါတယ်။စစ်ကောင်စီကဒီငွေတွေတဲကဂျန်ငွေတွေအားလုံးကိုသိမ်းယူပြီး စစ်တပ်နဲ့နှိစက်တဲ့လုပ်ငန်းရှင်တွေတိုင်းနဲ့ပြည်နယ်ကစစ်ကောင်စီအဖွဲ့ဝင်တွေကို ခွဲဝေပြီးခဲ့ပါတယ်။အခုငလင်းကြီးကြုံတဲ့အခါစစ်ကောင်စီဟာကယ်ဆယ်ရေးကိုစနစ်တကျမလုပ်ဘဲနိုင်ငံတကာနဲ့ခရိုနီတွေစီကနေအကူအညီ တောင်းခံတာကိုရှင်းဆုံးလုပ်ခဲ့ပါတယ်။ဒါတော့နိုင်ငံတကာကိုအကူအညီတောင်းခဲ့တာကလည်းနေပြည်တော်ပျက်စီးလွန်းလာရဲ့အာဏာလုထားပြီးပြည်သူကိုနေစဉ်တတ်နေတဲ့အတွက် ိုင်ငံတကာရဲ့ဖယ်ကျင်းခံထားရတာမျိုးငလျင်အကြောင်းပြုနိုင်ငံတကာရဲ့အတိမတ်ပြုမှုရချင်တာရဲ့ကအဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။ပို့ဆိုတာကတော့ရေဘေးမှာရောငလျင်ဘေးမှာပါစစ်တပ်ရဲ့ရဟတ်ရင်လေရင်တွေကိုအသုံးပြုပြီးပြည်သူအသက်ကဲတာအန်ဆောင်ပန်းဆောင်တောင်တစ်ချိန်မှမရှိခဲ့ပါဘူး။အဲ့ဒီအစားငလျင်လှုပ်ပြီးမိနစ်ပိုင်းအတွင်းမှာပင်ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုကိုဘုံသွားကျခဲ့ပါတယ်။ စကိုင်းတိုင်းချောင်းဦးကိုဘုံကျဲပါတယ်။ငန္ဒာကေဆယ်ရေးဖွဲ့တွေကုမ္ပဏီအဖွဲ့တွေရောက်လာချိန်မှာလည်းအဲ့ဒီဖွဲ့တွေကအသက်ကျတဲ့အလုပ်တွေလုံးငါတို့ကဘုံပတ်ကျဲမယ်လို့ပြောတယ်ထင်ရအောင်ကိုစစ်တပ်ကကေဆယ်ရေးမှာဘာမှမလုပ်ဘဲနိုင်ငံတော်ဘုံပတ်ကျဲပါတော့တယ်။ရေသားဆိုးရလက်ထက်မှာဆိုရင်ရောဒီလောက်ဖြစ်အားပြင်းတဲ့ငလင်းလှုပ်ရင်ပြည်သူတွေတေးကြီးပျက်စီးမှာပဲလို့အမေ ရှိနိုင်ပါတယ်ဒီလောက်အာကြီးတဲ့မြင်းကလေးလှုပ်ရင်တော့ပြည်သူတွေသိကြည်ပစ္စည်းမှာကတော့မှန်ပေမဲ့အခုလောက်ဒီဆုံးပစ္စည်းမှု ဆုံးရှုံးမှုမများနိုင်ပါဘူးဒီကောက်ကရတဆိုးရကဂျိုတင်ပြင်းစင်ထားတဲ့တိုင်ဂျိုတင်ကာကွယ်ရေးတွေလုတ်ခဲ့ရင်အလင်းဘေးကြုံချိန်တုံ့ပြန်ရမယ့်အစ်င့်တွေတိုင်စနစ်တကျလုတ်ခဲ့မယ်ဆိုရင်အယောက်တွေမှာပြိမိနေတဲ့ပြည်သူအများကြီးကိုကယ်ထုတ်နိုင်ခဲ့မှာဖြစ်ပါတယ် ရွေးကောက်ခံအစိုးရဖြစ်တာမို့နိုင်ငံတကာအကူအညီတွေကလည်းမြန်မြန်ဆန်ဆန်နဲ့ပို့ရမှာဖြစ်ပါတယ်။ပို့ပြီးအရေးကြီးတာကအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုပြည်သူတွေကရောရတားဆိုးရကပါအခုထက်ပိုပြီးမြန်မြန်ဆန်ဆန်ကြီးကြီးရောက်ရောက်အများကြီးလုပ်နိုင်ခဲ့မှာဖြစ်ကြပါလေ။ဒါကို2020ကမ္ဘာကပ်ရောဂါကိုဗစ်နဲ့ရင်ဆိုင်ရချိန်မှာပြည်သူနဲ့အစိုးရတို့ကအကောင်းဆုံးမှတ်တိုင်တွေစိုက်ပျခဲ့ပြီးဖြစ်ပါလေ။ မြင်းကလေးတွေဟာဘယ်တော့လှုပ်မယ်ဆိုတာအတိအကျခံမှန်းပြောဖို့မဖြစ်နိုင်ကြလို့မြင်းကလေးမလှုပ်အောင်လဲဘယ်နည်းပညာနဲ့မှမတားဆီးနိုင်သေးပါဘူးဒါပေမဲ့အလင်းလှုပ်ရင်ဒေဆုံးကြီးကဲ့ပျက်စီးမှုတွေရောပါအောင်ကြိုတင်ကာကွယ်လို့ရပါတယ်ဆရာစုကတော့မြင်းကလေးကြိုတင်ကာကွယ်ရေးဆိုတာအာနာလှုပ်ထားတဲ့လင်းနှစ်တွင်ဘယ်တော့မှစဉ်းစားခဲ့ဖို့မရပါဘူးသူဒီကာကွယ်ရေးကတော့ဗလာနှစ်တီပါပဲဒါကြောင့်လဲနေပြည်တော်ပါဝင် မန္တလေးစကိုင်းစတဲ့မြို့တွေငလင်းတန်းအကြီးကျယ်ခံလိုက်ရချိန်မှာစစ်ကောင်စီဟာဘာမှမလုပ်တတ်တော့ပါဘူးဒီအချိန်အနာသိစစ်ကောင်ဆောင် လုတ်တက်တာကတော့ကြောက်စင်မြို့မှာငလင်းကြောက်ပြူကြလူနီနီကြောက်တဲ့အကြီးတွေကိုမိုင်းခွဲပြီးဖြိုမချပဲကွန်ကရစ်ဗီလက်မြေလောင်ပြီးထားရမယ်ဆိုတဲ့အကြံမျိုးတွေထုတ်တက်တာပဲဖြစ်ပါတယ် နာလူကောင်းဆောင်ရဲ့ပြည်သူတွေရဲ့အသက်ကိုတန်ဖိုးမထားဘဲရွှေချထားတဲ့ကြောက်တုံးကြီးကိုပို့ပြီးတန်ဖိုးထားနေတာကြောင့်ဒေသခံတွေတော့ကြောက်တုံးကြီးပြိုကျမဲ့ပြီးစိုးရိမ်တော့ကများနေကြရပြီ ဖြစ်ပါတယ်။ဒါပြင် တောင်ကြီးမြို့ကိုမိသားစုလိုက်ပြီးပြီးရွှေဘုံဝင်စီဒီကိုထီးတင်ပြီးတော့ရရချီတာမြို့မှာတော့မင်းအောင်နိုင်ကခြေသွက်လက်သွက်ရှိပါတယ်။ဒါကြောင့် ယောက်လာယာစကိုင်းငလျင်ကြီးမှာတိုင်းပြည်ကိုအထိနာအောင်ကြိုတင်လုပ်ပြန်ခဲ့တဲ့တရားခံဖြစ်ပါတယ်။တိုက်ရောက်မှာပြင်းပြနေတဲ့ပြည်သူတွေအချိန်မီပြန်မထုတ်နိုင်သေးပြန်မထုတ်နိုင်လို့ပြေးပြီးမှငလျင်ဒေသတွေကိုဟန်ကြီးပြဖို့လျှောက်သွားနေုံနဲ့လူစားကောင်းလုပ်လို့မရပါဘူး။အဒီလောက်နဲ့သွားဝဘေးအတွက်ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေကိုဖြည့်ဆည်းခဲ့ပြီး တိုင်းပြည်ကိုပိုခံအားနည်းအောင်လုပ်ခဲ့တဲ့အဓိကတရခံကိုခွင့်လွှတ်ပေးလို့လည်းမရပါဘူး။ကက်ခဲမျိုးစုံကြားကအချင်းချင်းရိုင်းပင်းကူညီခဲ့ကြတဲ့ပြည်သူတွေရဲ့စေတနာမေတ္တာနဲ့စာနာမှုကတော့စကိုင်းငလျင်ကြီးမှာအထူးချီးကျူးစရာပါ။အပြင်အရေးပေါ်အကူအညီနဲ့ပြန်လည်ထူထောင်ရေးတွယ်နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေကအကူအညီပေးတာတွေအတွက်ကျေးဇူးတင်စရာ ကောင်းလာပါတယ်။ဒါပေမဲ့ ရက်စိန်ခေါ်မှုတွေကဒီရှေ့မှလာတော့မှာပါ။စကိုင်းကလေးရင်ကြီးချောင်းပျက်စီးဆုံးရှုံးမှုပမာဏဟာအလွန်ကြီးမားလာပါတယ်။အနာသိန်းစတေအိုစုကြောင့်တိုင်းပြည်စီးပွားပြက်နေတယ်လို့ပြည်သူများစုဟာနေ့စဉ်အသက်ရှင်ရွတ်တောင်းအနေရုံးကန်နေရတဲ့အခြေအနေမှာပြန်လည်ထူထောင်ရေးကိုဘလို့လုပ်ကြောင်းလဲ။ဒါတော့အခက်ကြီးလိုက်စားပြီးပြည်သူကိုတန်မိုးမထားတဲ့စေယုတ်စုလက်အောက်မှာဘလို့ပြန်လည်ထူထောင်ရေးလုပ်ကြမလဲဆိုတာ အဓိကစိန်ခေါ်မှုဖြစ်လာပါတယ်။ဒီအတွက်ကျွန်တော်ရဲ့အမြင်ကတော့ရှင်းပါလေ။ငန္ဒကာကဘလောက်အကူအညီတွေပေးပေးအခုစစ်ကောင်စီ ရှိနေသမျှပြန်လည်ထူထောင်ရေးကောင်းကောင်းမလုပ်နိုင်ဘူးလို့ယုံကြည်ပါတယ်။ပြန်လည်ထူထောင်ရေးတိတိယောက်ယောက်လုပ်နိုင်ပြီးတော့ပြည်သူတွေဘဝအရင်ကလိုပုံမှန်ပြန်ဖြစ်ဖို့ဆိုရင်တော့စေုပ်စုပြုတ်သွားမှာပဲဖြစ်မှာပါ။အားကြောင့်လဲဆိုရင်ဘယ်နိုင်ငံကဘယ်ဖွဲ့စည်းကလူတွေလာပြီးကိုကို ဥဒမြအကူကြီးများစုဟာပြည်သူတွေစီအနေငယ်ပဲရောက်မှာ ဖြစ်ပါတယ်စစ်ကောင်စီသည်စစ်ကောင်စီနဲ့ဆက်ဆက်သူတွေစီသာအကူကြီးတွေကအများဆုံးစီစဉ်သွားမှာပါဒါကို2008နာခေတ်ဆိုင်ကလုံးမုန်တိုင်းပြန်လည်ထူထောင်ရေးကာလမှာလည်းကျွန်တော်တို့အားလုံးတွေ့ပြီးဖြစ်ပါတယ်အခုချိန်တွေကတော့နာခေတ်ထက်တောင်ဟိုဆိုပါတယ်နိုင်ငံစီးပွားရေးပိတ်ဆို့မှုတွေအပြင် နိုင်ငံဧရိယာရဲ့ထပ်မကျော်ဆုံးရှုံးထားရတာမျိုးစစ်ကောင်စီဟာငွေရပေါက်အရင်တော့မရှိတော့ပါဘူးအချိန်တည်းမှာအာနာလက်မလို့ရဖို့စေုပ်စုဟာလေရင်စည်းနဲ့လက်နက်ခဲယမ်းတွေဝယ်ဖို့စစ်တိုက်ဖို့ဒေါ်လာနဲ့နိုင်ငံသားငွေတွေအငန်းမရလိုအပ်နေချိန်မှာနိုင်ငံတကာကစစ်ကောင်စီကိုတိုက်ရိုက်ပေးမဲ့အကူအညီတွေဆိုတာကစင်မဆက်နှမ်းပတ်တယ်လို့ပဲဖြစ်နေမှာ ဖြစ်ပါတယ် ရဲချက်ကိုနိုင်ငံတကာကလည်းရှင်းရှင်းကြီးသိနေဖို့အရေးကြီးပါတယ်။ဒါကြောင့်သကိုင်းငလင်အင်ကြီးပေးခဲ့တဲ့တရားတွေကိုပြန်လည်ထူထောင်နိုင်ဖို့ဆိုရင်တော့စစ်ကောင်စီပြုတ်ကြအောင် အရင်အားဆိုင်ဂျိုးပန်းကြားရမယ့်နီလန်တစ်ခုလည်းရှိပါတယ်။ဆရာနာရှင်ပြုတ်ချနိုင်ပြီဆိုရင်တော့ပြည်သူတွေရဲ့စူပေါင်းအားနဲ့မြင်းကလေးပြန်လည်ထူထောင်ပြီးပါဝင် အနာဂတ်မှာကြုံလာမယ့်စိန်ခေါ်မှုတွေကို ရှင်းဆိုင်ဖြတ်ကျော်နိုင်လိမ့်မယ်လို့ယုံကြည်ပါကြောင်း ဆောင်းဝါရှင်မောင်ဒီပရဲ့လက်ရလေးကိုတင်ပြလိုက်ရပါတယ်ခမညာโอเคမပီသူပြီးသားအပေါင်းလေအများဆုံးအေးချမ်းသာရာလွတ်လပ်ပြီးတော့ကိုစိတ်နှဖျားချမ်းမာချမ်းသာရှင်နှမ်းပါစေကြောင်းစုမုံကောင်းတောင်းပေးလိုက်ရပါတယ်ခမညာ